ဖီဂရန်ဟာထမြက်တဲ့ရဲရာရှိတယောက်ဖြစ်ပြီးအမှုတစ်ခုကိုဖော်ထုတ်တဲ့နေရာမှာလဲသူများနဲ့မတူအောင်ထူးခြားလို့မီအချိန်တိုအတွင်းမှာပဲအမှုကိုဖော်ထုတ်နိုင်ပေမဲ့အတိတ်ကဖြစ်ရတဲ့ခုကြောင့်စိတ်တန့်ရကြီးကြီးမားမားရနေခဲ့တဲ့သူတယောက်ပါတည့်ရဲ့အဝေးပြေးလမ်းမပေါ်မှာပရီတီဆိုတဲ့အသက်၁၈နှစ်အရွယ်ကောင်မလေးတယောက်ပျောက်သွားခဲ့ပါတယ်ဒီလိုနဲ့အမှုကိုလည်းမဖော်ထုတ်နိုင်ဖြစ်ခဲ့ကြပြီးအဲ့ဒီနောက်မှာတော့ဖီဂရန်ရဲ့ချစ်သူနေဟာကပါထပ်ပြီးပျောက်ဆုံးသွားတော့ ဒီအမှုကို Vigrant တယောက်အခက်အခဲတွေကြားကနေစုံစမ်းမှုဖြစ်လာခဲ့ပါတော့တယ်။စုံစမ်းစစ်ဆေးနေရင်းနဲ့နေဟာကလည်း 3D အမှုကိုလိုက်နေရင်ပျောက်သွားတာကိုသိလိုက်ရတဲ့အခါမှာတော့ဒီအမှုနှစ်ခုဟာဆက်ဆက်မှုရှိနေမလား။ပျောက်သွားတဲ့ကောင်မလေးကိုရောပြန်ရှာတွေ့နိုင်မလားဆိုတာနဲ့နောက်ကွယ်မှာကြိုးကင်နေတဲ့တရားကန်ဟာဘသူဖြစ်နေမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ်။ငူကင်းစုံတော်ကားလေးပဲဖြစ်ပါတယ်။ဇလန်လေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကိုလိုက်ကန် Subscribe မလုပ်ရသေးပြုလုပ်ပေးကြပါအောင်ခင်ဗျ။ ဇလန်ရဲ့အစမှာတော့လူတယောက်ကဆိုရှယ်မီဆိုတဲ့နာမည်ကိုအော်ခေါ်ပြီးလိုက်ရှာနေခဲ့ပါတယ်။အဆိုပါလူကတော့ဗီဂရန်ပဲဖြစ်ပြီးဆိုရှယ်မီကိုလိုက်ရှာရင်တနေရာအရောက်မှာတော့ရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့သူရှာတွေ့ပြီမဲ့ဗီဂရန်ကဆိုရှယ်မီကိုကယ်တင်လို့မရဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဗီဂရန်ရဲ့အရှိမပဲဆိုရှယ်မီတယောက်အရှင်လက်လက်မီရှိုအသက်ခံခဲ့ရပြီးဗီဂရန်တယောက်ဆိုးဝါးတဲ့အိမ်မက်ဆိုးကြီးကနေနိုးထလာခဲ့ပါတယ်။အဆိုပါယာရီကတော့ဗီဂရန်ရဲ့အတိတ်ကဖြစ်ဖြစ်ခဲ့တဲ့အရာတွေဖြစ်ပြီး တကယ်ချင်းပြည်သူဆရာဝန်ကလည်းဗီကရန်ရဲ့ယောဂကတဖြည်းဖြည်းဆိုးဝါးလာတာကြောင့်သူ့ကိုအလောက်ကနေထွက်ဖို့ပြောနေခဲ့ပါတယ်။တကယ်တော့ဗီကရန်ရဲ့ယောဂဟာစိတ်ဓာတ်ရလောစိတ်ပီစီးမှုယောဂထဲမှာအဆိုးဆုံးပဲဖြစ်တာကြောင့်တကယ်ချင်းပြည်သူဆရာဝန်ကရဲအလောက်ကနေနားဖို့ပြောပေမဲ့ဗီကရန်ကတော့အလုံးနားဖို့ကိုညှင်းဆန်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဗီကရန်ရဲ့အလုံးမှာဖြစ်ပျက်တာတွေကအတိတ်ကမှတ်ဉာဏ်တွေကိုပြန်ပြီးသူ့ဆွပေးနေသလိုပဲဖြစ်ပါတယ်။အဲ့ဒီနောက်ဗီကရန်လည်းတကယ်ချင်းပြည်သူစကားကိုနားမထောင်ဘဲပြန်လာခဲ့ပါတယ်။ နောက်နေ့မနက်ရောက်တော့မှုကင်းနေရာကိုတွားရောက်ခဲ့ပြီးဗီကရာရဲ့လက်အောက်ရဲအရာရှိကအလောင်းကဒီနီနာတောအိမ်မှာရှိရဆိုပြီးသတင်းရထားတာကြောင့်သူတို့အလောင်းကိုရှာနေပြီးမှအခုထိလုံးဝရှာမတွေ့သေးတောင်ပြောနေတဲ့အချိန်ဗီကရာနဲ့အပြန်ရဲအရာရှိအရှိစ်ကရောက်ရှိလာခဲ့ပါတယ်ခဏကြာမှာတော့အရှိစ်ကဗီကရန်ကိုမလိုချောင်ပြောပြီးမှဗီကရန်ကဂယုမဆိုင်ပဲနေနေခဲ့ပါတယ်ဗီကရန်ဟာအမှုလိုက်တဲ့နေရာမှာအတော်ဆုံးရဲရာရှိဖြစ်ပြီး ဘသူမှတတိမထားမီရဲ့နေရာတွေကနေတသက်တွေကိုရှာတွေ့နိုင်ခဲ့ပါတယ်။အချို့အမှုတွေကိုအချိန်ခဏလေးအတွင်းမှာပဲဖြေရှင်းနိုင်ခဲ့တာကြောင့်အထက်ရာရှိကလည်း Vigrant ကိုပဲအားကိုးနေခဲ့ရပါတယ်။အခုတစ်ခေါက်မှလည်း Vigrant ကမတူညီတဲ့မျက်ပင်၃မျိုးကနေတင်းလွန်စွာကောက်ပြီးအလောင်းကိုရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။အလောင်းကိုရှာဖွေတွေ့ရှိပြီးမှရုပ်ပြက်စင်းမြက်ဖြစ်နေတဲ့အလောင်းကိုကြည့်ပြီးအတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေကမျက်လုံးထဲကိုပြန်ပေါ်လာခဲ့တာကြောင့်အဆိုပါနေရာကနေအများဆုံးထွက်လာခဲ့လိုက်ပါတယ်။ ဂရမ်မှာနေဟာဆိုတဲ့ကောင်မလေးတယောက်လည်းရှိပြီးနေဟာကလည်းတသိပစ္စည်းတွေကိုစစ်ဆေးရဌာနမှာအလုပ်လုပ်တဲ့ဒုတိယဝန်ဖြစ်ပါတယ်။ဗီဂရန်နဲ့နေဟာတို့ဟာအတော်လေးကိုချစ်ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးဗီဂရန်ကသူအတိတ်ကဖြစ်ဖြစ်ခဲ့တဲ့အရာတွေကိုနေဟာကိုတခါမှမပြောပြခဲ့ပါဘူး။နေဟာကဗီဂရန်လိုအယံတော်တဲ့အရာရှိတယောက်ကိုစိတ်တရရအောင်လုပ်ခဲ့တဲ့အရာကဘာလဲဆိုတာကိုသိကျင်ပေမဲ့ဗီဂရန်ကတော့သူဒီအရာတွေကိုဖြစ်သိမ့်နိုင်ရင်တနေ့ကျရင်နေဟာကိုအရင်ဆုံးပြောပြမယ်လို့ပြောခဲ့လိုက်ပါတယ်။ ဖီဂရန်ရဲ့တငယ်ကြီးပြည်သူဆရာဝန်ကလည်းဖီဂရန်ရဲ့ယောဂဟာဆိုဝါလွန်ပြီးအသက်အန္တရာယ်များလွန်းတာကြောင့်ဖီဂရန်ကိုအလုံနာဖို့ဖြောင်းပြခိုင်းခဲ့ပါတယ်။နေဟာလည်းဖီဂရန်ကိုဖြောင်းပြဖို့ကြိုးစားပေမဲ့ဖီဂရန်ကသူဟာအလုံကနေထွက်လိုက်ရင်သူ့ရဲ့စိတ်တွေကအရင်ကတည်းကပိုပြီးဆိုးလာနိုင်ကြောင်းပြောပြခဲ့ပါတယ်။တငယ်ချင်းပြည်သူဆရာဝန်ကဖီဂရန်ရဲ့ယောဂအခြေအနေကိုဖီဂရန်ရဲ့အထက်ရာရှိစီကိုအစီရင်ခံစာတင်ပြီးဖီဂရန်ကိုအလုံနာခိုင်းဖို့လုံနေခဲ့တဲ့အကြောင်းကိုသိသွားခဲ့တဲ့အခါ ဖီဂရာဟာနေဟာကိုစိတ်ဆိုးသွားခဲ့ပြီးခွင့်ရရှည်ယူကသူ့ရဲ့ဇာတိကိုပြန်ဖို့အထက်ရာရှိကိုခွင်နှောင်းခဲ့လိုက်ပါတယ်။အထက်ရာရှိကလည်းပုံမှန်ဆုံးခွင့်ရရှည်ကိုမပေးပေမဲ့ဖီဂရာဟာသူတို့ထဲမှာအတော်ဆုံးရဲရာရှိဖြစ်ပြီးသူဟာခွင့်မယူတာကြပြီးဖြစ်တာကြောင့်ခွင့်ပြုပေးခဲ့လိုက်ပါတယ်။အရေးပေါ်ကိစ္စတွေဖြစ်လာရင်ချက်ချင်းပြန်လာဖို့ကိုလည်းမှာခဲ့လိုက်ပါတယ်။တရက်မှာပရီဒီလို့ခေါ်တဲ့အသက်16နှစ်အရွယ်ကောင်မလေးတစ်ယောက်ကအပြင်ကိုသွားဖို့လုံနေတဲ့အချိန်သံဆောင်တစ်ယောက်ကသူ့ကိုဖုန်းဆက်တာကြောင့် ဖုန်းကိုကင်လိုက်ပြီးသူ့စီကိုနောက်တစ်ခါဖုန်းမဆက်ဘူးပြောနေခဲ့ပါတယ်။အဲ့ဒီနောက်အမေမသိအောင်သူမရဲ့အဖေကိုခွင်တောင်းပြီးကားနဲ့အပြင်ထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ကားမောင်းထွက်လာရင်အဝေးပြေးလမ်းမပေါ်ရောက်တော့ကားကပြတ်သွားခဲ့ပါတယ်။ကန်ဆိုးကျင်တော့ဖုန်းကလည်းပါမလာပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်ရဲရရှိတယောက်ရောက်ရှိလာခဲ့ပြီးရဲရရှိဆိုပေမဲ့ယူနီဖောင်းကိုဖြစ်သလိုသာဝတ်ဆင်ထားခဲ့ပါတယ်။အဆိုပါရရှိကတော့စကမ်းမှုအီဘရာဟင် ဖြစ်ပြီးအီဘရာဟင်က ပရီတီကိုဘယ်မှာနေရလဲမေးပြီးလိုက်ပို့ပေးမယ်လို့ပြောပေမဲ့ပရီတီကအိဗရာဟင်ရဲ့ပုံစံကိုကြည့်ပြီးမလိုက်ရဲတာကြောင့်ဖုန်းကိုငှားပြီးသူမရဲ့အဖေကိုဖုန်းဆက်ခေါ်ခဲ့လိုက်ပါတယ်။ဒီလိုနဲ့အိဗရာဟင်ကစကန်းကိုပြန်လာခဲ့ပြီးအထက်ရာရှိကိုဖိုင်ရချိုးကို ပေးလိုက်ခဲ့ပါတယ်။အိဗရာဟင်ယူလာတဲ့ဖိုင်ကမှားနေတာကြောင့်တစ်ခေါက်ပြန်ပြီးတွားယူရပါတယ်။ဒီလိုနဲ့လမ်းမှာပရီတီနဲ့အတူကားအပြာကိုတွေ့ခဲ့တာကြောင့်သူကပရီတီရဲ့ဖခင်ရောက်လာပြီလို့ထင်နေခဲ့ပါတယ်။အဲ့ဒီနောက် ိုင်ဆောင်အစ်စ်ကိုယူလာပြီးအပြန်လမ်းမှာပရီသီရဲ့ကားနဲ့အတူပရီသီအဖေက ပရီသီကိုရှာနေတာကြောင့်အစ်ဘရာဟင်ကလည်းသူပြန်လာတော့မှခမရသမီးကားအပြာနဲ့လူတယောက်ကိုစကားပြောနေတာတွေ့ကြောင်းနဲ့အစ်ဘရာဟင်ကလည်းကျောက်ကခမရထင်နေတယ်လို့ပြန်ပြောခဲ့လိုက်ပါတယ်အစ်ဘရာဟင်ကအိမ်မှာပြန်ဆောင်နေဖို့နဲ့ပရီသီကသူ့အစ်စ်မိတ်ဆွေနဲ့လမ်းမှာတွေ့လို့လိုက်သွားတာဖြစ်ရမယ်လို့ပြောခဲ့ပြီးတကယ်လို့ပြန်မြောက်လာခဲ့ရင်အစ်ဘရာဟင်ကသူ့စီကိုဖုန်းဆက်ဖို့မှာခဲ့လိုက်ပါတယ်နောက်တနေ့ရောက်တော့ပရီသီဟာ အင်ကိုပြန်မြောက်လာသေးတာကြောင့်အီဗရာဟင်ရှိနေတဲ့ရဲစခန်းကိုလိုက်လာခဲ့လိုက်ပါတယ်။ဖီသီးကိုလမ်းမှာတွေ့ရတဲ့အနေမကူညီတဲ့အီဗရာဟင်ကိုအပြစ်တင်နေခဲ့ပါတယ်။အီဗရာဟင်ကလည်းဖီသီးအဖေကို"သူဟာသူ့ရဲ့ကားနဲ့ဖီသီးကိုလိုက်ပို့ပေးမယ်"လို့ပြောပေမဲ့ဖီသီးကလမ်းမခန္ဓာဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့နောက်အီဗရာဟင်တယောက်အဝေးပြင်လမ်းပေါ်မှာကြံခဲ့တဲ့ဖီသီးရဲ့ကားကိုစစ်ဆေးပြီးအနီးအနားကိတ်က CCTV မှတ်တမ်းကိုလည်းကြည့်ရှုခဲ့ပါတယ်။ ဒါပေမဲ့ထူးဆန်းနေတာကပရီတီနဲ့အတူတွေ့လိုက်တဲ့ကားအပြာကိုအဝေးပြေးလမ်းပေါ်မှာရှိနေတဲ့ဂိတ်တွေရဲ့ CCTV မှတ်တမ်းမှရှိမနေပဲဖြစ်နေခဲ့ပါတဲ့။ Ibrahim စကမ်းကိုပြန်ရောက်လာခဲ့တဲ့အခါ Ibrahim ရဲ့အထက်ရာရှိရာရောက်ရှိနေခဲ့ပြီး Ibrahim လည်းသူ့ရဲ့ uniform ကိုတသက်ရရပြန်ဝင်းစင်ခဲ့လိုက်ပါတယ်။ဂျဲမူကြီးကပရီတီအဖေနဲ့မိတ်ဆွေတွေဖြစ်နေခဲ့ပြီး Ibrahim ဟာစီကန်းတွေကိုလိုက်မနာတာကြောင့်အလုံနာစေခဲ့ပါတယ်။အဲဒီနောက်မှာတော့ပရီတီကို သူ့ရဲ့အတော်ဆုံးရဲရရှိကိုတာဝန်ပေးပြီးရှာခိုင်းမယ်လို့ပရီတိအပေကိုပြောခဲ့လိုက်ပါတယ်။ဒီလိုနဲ့နှစ်လကြာတော့ဗီဂရန့်စီကိုနေရာရဲ့အထက်ရာရှိဖြစ်တဲ့ဆရာဆက်စင်းသားကဖုံးဆက်ပြီးဒင်ဟာပျောက်ဆုံးနေတဲ့အကြောင်းကိုပြောခဲ့လိုက်ပါတယ်။ချက်ချင်းဆုပ်သလိုဗီဂရန့်လည်းအနာယူနေရာကနေပြန်လာခဲ့ပြီးအထက်ရာရှိကိုနေဟာပျောက်ဆုံးနေတဲ့အမှုကိုသူ့ကိုပေးဖို့တောင်းဆိုခဲ့ပါတယ်။အထက်ရာရှိကလည်းနေဟာရဲ့အမှုကိုအခြားဘွဲကကာယူနေကြောင်းပြောပြီးပေးလို့မရကြောင်းပြောခဲ့ပါတယ်။ဗီဂရန့်ကလည်း နေဟာရဲ့အချက်လက်တွေကိုသူ့ကိုပေးဖို့တောင်းဆိုနေခဲ့တဲ့အချက်ဗီဂရန်ရဲ့အတိုင်ရပဲဖြစ်တဲ့အာရှိကရောက်ရှိလာခဲ့ပါတယ်။အာရှိကဗီဂရန်ကိုအနားမယူခင်ကနေဟာနဲ့ရန်ဖြစ်ပြီးနေဟာရဲ့ဖုန်းမှတ်တမ်းတွေထဲမှာလည်းဗီဂရန်ပဲရှိနေတာကြောင့်ဗီဂရန်ကိုတန်ရဝင်စီးရင်ထဲမှာပါနေကြောင်းပြောလာခဲ့ပါတယ်။ဗီဂရန်ကလည်းဒီအမှုကိုသူမရတာကြောင့်သူနီးသူဟန်နဲ့အတူစုံစမ်းမယ်လို့ပြောကာထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့တငယ်ချင်းပြည်သူရိုဟိတ်ရဲ့အကူအညီကိုတောင်းပြီး နေဟရဲ့အိမ်ကိုခိုးဝင်ပြီးတဲလွန်စာကိုရှာဖွေခဲ့ပါတယ်။အိမ်ထဲကိုရောက်ရောက်ချင်းမှာပဲဆူရှာရဲ့ရေမွေးနှက်ကလွင်ရင်ဘာမှရှာမတွေ့ရကြောင်းပြန်ထွက်လာခဲ့လိုက်ပါတယ်။နေဟကအိမ်ထဲမှာအတင်းပြန်ပြီးဆွဲခန့်ရတဲ့လက္ခဏာမျိုးမရှိကြောင်းရိုဟစ်ကိုပြောပြခဲ့ပါတယ်။အဲ့ဒီနောက်နေဟရဲ့အထက်ရာရှိစီကိုတွားပြီးလွန်ခဲ့တဲ့၃လကနေဟကင်ထွေခဲ့တဲ့အမှုတွေကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့နေဟကပရီတီအမှုကိုကင်ထွေရင်ပျောက်ဆုံးသွားတာကိုသတိထားမိခဲ့လိုက်ပြီးပရီတီပျောက်ဆုံးတဲ့အမှုနဲ့ဆင်တူနေတာကြောင့် ပီတီရဲ့အမှုသက်တေတွေကိုတွားရောက်ဆစ်ဆေးခဲ့တဲ့အခါကားဘေးမှာပြုတ်ကျကျန်ခဲ့တဲ့ခေါစလီတစ်ခုပဲရှိနေခဲ့ပြီးဗီဂရန်ကအနက်ခံကြီးလိုက်တဲ့အခါမှာတော့နေဟရဲ့အခန်းထဲမှာရရှိခဲ့တဲ့ရေမွေးနှမ်းနဲ့ဆင်တူနေတာကိုသတိရသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အထက်ရရှိစီကိုသွားပြီးပီတီအမှုကိုသူ့ကိုပေးဖို့ပြောခဲ့တာကြောင့်ရေမူကြီးကလည်းခွင့်ပြုပေးခဲ့လိုက်ပါတယ်။အဆိုပါညမှာပဲပီတီရဲ့အမှုကိုဆစ်ဆင်းနေခဲ့ပြီးအစ်ဘရာဟင်ကပီတီရဲ့အမှုမှာနောက်ဆုံးမျက်မြင်သက်သေဖြစ်တာကြောင့် မနက်ပြန်မနက်မှာအီဘရာဟင်းစီကိုတွားရောက်ပြီးအမှုဖြစ်ခဲ့တဲ့နေ့ကဖြစ်စဉ်ကိုအသေးစိတ်ပြန်ပြောစီခဲ့ပါတယ်။ဒီလိုနဲ့အီဘရာဟင်းရဲ့အိမ်မှာသူရခဲ့တဲ့ရေမွေးအနံ့ကိုဝင်ရောက်ရှာဖွေခဲ့ပေမဲ့ရှာမတွေ့ပဲဖြစ်နေခဲ့ပါတယ်။အဲ့နောက်အီဘရာဟင်းကိုတန်တရားရှိနေတာကြောင့်အီဘရာဟင်းရဲ့လက်ပွေနဲ့ DNA ကိုယူခဲ့လိုက်ပါတယ်။ဒီလိုနဲ့ပရီသီအိမ်ကိုတွားရောက်ပြီးစစ်ဆေးခဲ့တဲ့အခါပရီသီဟာသူ့ရဲ့တမီးရင်မဟုတ်ပဲမိမမဲ့ကေယာကနေခေါ်ယူမွေးစားခဲ့တယ်ဆိုတဲ့အကြောင်းကိုတည်သွားခဲ့ပါတယ်။နောက်ပြီး ပီတီနဲ့အလွန်ရင်းနှီးတဲ့အင်းနှီးသားချင်းရှီလာစီကိုတွားရောက်ပြီးစစ်ဆေးခဲ့ပါတယ်။ရှီလာကယောက်ျားနဲ့ကွာရှင်းထားတာကြောင့်ရှီလာရဲ့သမီးဖြစ်သူကလည်းအဖေနဲ့အတူတူလိုက်သွားတာကြောင့်တယောက်သေးသမားဖြစ်နေခဲ့ပါတယ်။တခါတလေသူမရဲ့သမီးနဲ့တွားတွေ့တတ်ပြီးပီတီပျောက်ဆုံးတဲ့နေ့မှာသူသမီးနဲ့တွားတွေ့နေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့ပီတီရဲ့အကြောင်းကိုတွားရောက်ခဲ့ပြီးပီတီရဲ့တငယ်ချင်းတွေကိုလိုက်မေးခဲ့ပေမဲ့ပီတီဟာစိတ်ထားကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့်ဘသူနဲ့မှရန်ညွှန်းညံစာမရှိဘူးကြောင်းပြောပြခဲ့ပြီး ဒါပေမဲ့ဆရာတယောက်နဲ့စကားများဘူးကြောင့်ပြန်ပြောခဲ့ပါတယ်။အဆိုပါဆရာစီကိုတွားရောက်ပြီးမေးမြန်းခဲ့တဲ့အခါဆရာဖြစ်သူကလည်းပီတီနဲ့တခါစကားများဘူးကြောင့်ပြောခဲ့ပြီးစကားများတယ်ဆိုတာကလည်းပီတီရဲ့ဝေစားစီမှုကြောင့်ပဲဖြစ်ပါတယ်။အဆိုပါညမှာပီတီခဏခဏတွားပို့တဲ့ဘားကိုတွားရောက်ခဲ့ပါတယ်။ဘားကိုရောက်တော့ပဝင်းကျင်ကိုအခက်ကက်ကြည့်တဲ့အခါအရက်ကောင်တော်မှာအရက်ဆက်နေတဲ့ကောင်လေးပုံစံကိုမသိငါတာကြောင့်တွားရောက်စစ်ဆေးခဲ့တဲ့အခါမှာတော့ ဖီဂရန်ကိုရဲမတိသွားခဲ့တာကြောင့်ဖပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့အဆိုပါကောင်းလေးနောက်ကိုလိုက်ခဲ့ပေမဲ့သူတို့အဖွဲ့နေတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့အဆိုပါအဖွဲ့ကိုဖီဂရန်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကောင်းလေးကို ပီတိအကြောင်းကို မေးကြည့်ခဲ့တဲ့အခါသူဟာပီတိကိုမြင်မှုတာပဲရှိပြီးဘာမှမသိကြောင်းပြောပြခဲ့ပါတယ်။သူထွက်ပြေးရတဲ့အကြောင်းကလည်းသူ့မှမူရင်းစေဝါတွေပါလို့ပဲဖြစ်ပါတယ်။ဖီဂရန်ကမရည်ရွယ်ပဲရိုးရဲ့အကြီးမားဆုံးခိုင်းဖြစ်တဲ့ဝူရဲခိုင်းကိုအမှတ်မတင်ဖန်ဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ပရီသီရဲ့မိဘတွေကိုပရီသီအတွက်စူတောင်းပွဲလုပ်ပေးဖို့နဲ့အဆိုပါပွဲမှာပရီသီနဲ့တည်ကျွမ်းတဲ့သူတွေကိုဖိတ်ဖို့ပြောခဲ့လိုက်ပါတယ်။ပရီသီရဲ့စူတောင်းပွဲကိုမလာတဲ့သူတွေကိုတရားခံအဖြစ်ဖမ်းဆီးဖို့ပြုလုပ်မှာဖြစ်ပြီးစူတောင်းပွဲကိုလာတဲ့သူတွေကိုလည်းအကဲဖြတ်ပြီးရှာဖွေမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့စူတောင်းပွဲကိုလာတဲ့လူတွေကိုတေချာဆောက်ရှိနေခဲ့ပြီးခဏအကြာမှာတော့စူတောင်းပွဲကိုစဖို့မိကိုရှို့လိုက်တဲ့အခါမှာဖီဂရန်တယောက်ရှောင်ထွက်သွားခဲ့ပါတယ်။မလို့လေဆိုတော့ မိကုန်မြင်သူ့ရဲ့အတိတ်ကဖြစ်ရက်တွေကိုပြန်လည်မြင်လာလို့ပဲဖြစ်ပါတယ်။ခဏအကြာမှာတော့အလန်တကြားနဲ့ရှီလာက ရောက်ရှိလာခဲ့ပြီးဗီဂရန်ကိုသူနဲ့လိုက်ကြည့်ဖို့ခေါ်ခဲ့လိုက်ပါတယ်။ရှီလာရဲ့အိမ်ရှိမှာစာတောင်ဆောင်ကရှိနေခဲ့ပြီးစာတောင်ထဲမှာပီတီရဲ့အလောင်းဖွင့်ထားတဲ့နေရာကိုပြုတ်ပြထားခဲ့ပါတယ်။အဆိုပါစာကိုဗီဂရန်တယောက်ဖတ်ပြီးတဲ့အခါမှာတော့သူ့ရဲ့ချစ်သူနေဟာလည်းအသက်ခံရနိုင်ကြောင်းတွေးကသူ့ရဲ့အတိတ်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အဆိုးကြီးကလည်းပြန်ပေါ်လာခဲ့တာကြောင့် အဆိုပါနေရာမှာပဲ Vigrant တယောက်လဲကျသွားခဲ့ပါတယ်။အဲ့ဒီနောက် Vigrant ရဲ့အတိတ်က PSC ကိုပြန်ရောက်လာခဲ့ပြီးအတိတ်ကဖြစ်ရမှာ Vigrant ကသူ့ရဲ့ချစ်သူလေးနဲ့အတူရှိနေခဲ့ပါတယ်။ Vigrant ရဲ့ချစ်သူက စိတ်ကြယောဂါကိုခံစားနေခဲ့ရပြီးသူ့အဖို့ရဖို့အတွက် Vigrant ကခွေးလေးတစ်ကောင်ကိုဝယ်ပေးထားခဲ့ပါတယ်။ Vigrant ရဲ့ချစ်သူကသူ့ရဲ့အိမ်ကိုလူတချို့ကလာရောက်ချောင်းမြောင်းတက်ကြောင်ပြောခဲ့ပေမဲ့ Vigrant ကအဲ့ရဲ့အလုပ်သမားကိုမေးကြည့်တဲ့အခါဘသူ့ကိုမှမတွေ့ကြောင်ပြောလာတာကြောင့် သူ့ရဲ့ချစ်သူကစိတ်တွေခရောင်ကရမ်းဖြစ်နေတယ်လို့ပဲထင်မှတ်နေခဲ့ပါတယ်။ဒီလိုနဲ့ Vigran တယောက်စေးရုံမှာမိမျိုးနေခဲ့ရာနေနိုးလာခဲ့ပြီးပရီသီရဲ့အလောင်းမြုပ်ထားတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။အဆိုပါနေရာကိုရိုဟစ်ကလည်းရောက်ရှိနေခဲ့ပြီးပရီသီရဲ့အလောင်းကိုလုံးဝရှမ်ပရီသီကြောင့်ပြော့ပြခဲ့ပါတယ်။အဲ့ဒီနောက် Vigran ကတွန်းကျင်တဲ့သူတွေနဲ့စာကိုစစ်ဆေးပြီးမှစာရေးတဲ့သူကမြင်းဆောင်တွေနဲ့စစ်ဆေးလို့မြန်အောင်ပုံဖြတ်ပြီးရေးသားထားခဲ့ရပဲဖြစ်ပါတယ်။ဒီလိုနဲ့ရှီလာရဲ့အိမ်ကိုထပ်မံစစ်ဆေးခဲ့တဲ့အခ ရှီလာဆွဲထားတဲ့ပကြီးကိုတွေးခဲ့ပြီးအဆိုပါပကြီးကလည်းမင်းဆောင်နေနဲ့ဆွဲထားရဲဆိုတာကိုတတိထားမိခဲ့တာကြောင့်စစ်စဲကြီးရဲ့အခါမှာတော့စာကိုရေးခဲ့တဲ့သူကရှီလာပဲဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှီလာရဲ့အိမ်ကိုတွားရောက်စစ်ဆေးပြီးတော့အီဘရာဟင်တွေ့ထားတဲ့ကားအပြာရောင်ကိုပါတွေ့သွားခဲ့ပါတယ်။စာပြားအချို့ကိုလည်းတွေ့သွားခဲ့တာကြောင့်ရှီလာကိုဖမ်းဆီးပြီးစစ်ဆေးပေမဲ့ပရီတီရဲ့အမှုနဲ့ပတ်သက်ပြီးသူဘာမှမသိကြောင်းငြင်းဆန်နေခဲ့ပါတယ်။ရှီလာက သူ့ယောက်ျားနဲ့ကွာရှင်းပြီးနောက်ပိုင်းဘယ်သူမှသူ့ကိုအရေးမလုပ်တော့တာကြောင့်ဒူရီစိတ်ဝင်စားအောင်အခုလိုလုပ်ခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဗီဂရန်ကတော့ရှီလာပြောနေတဲ့စကားတွေကိုမယုံတာကြောင့်မူသားဖော်ဆန်းနဲ့စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့မူသားဖော်ဆန်းမှာရှီလာအမှန်တွေပဲပြောနေတဲ့အကြောင်းပဲထွက်လာတာကြောင့်လူတစ်ယောက်ဟာသလုံးခုံနှုံနဲ့အသက်ရှူနှုံတွေကိုထိန်းချုပ်ထားနိုင်ရင်မူသားဖော်ဆန်းမှာအမှန်ပဲပေါ်နိုင်ကြောင်းပြောခဲ့တာကြောင့်ရှီလာကိုစိတ်ညှို့စေထိုးပြီးစစ်ဆေးဖို့ရိုဟစ်ကိုမှာကြားခဲ့လိုက်ပါတယ်။ရိုဟစ်ကလည်း စိတ်ညှို့စေးထိုးပြီးစစ်ဆေးဖို့ခွင့်ပြုချက်ရဖို့ကအတော်လေးကြာနိုင်တယ်လို့ပြောတဲ့အခါဗီဂရန်ကလည်းဒီကိစ္စကိုသူရှင်းမယ်လို့ပြောခဲ့လိုက်ပါတယ်။အဲဒီနောက်ရှီလာကိုဆေးထိုးခဲ့တဲ့အခါရှီလာရဲ့ပါဇက်ကနေနေဟာဆိုတဲ့စကားကထွက်လာခဲ့တာကြောင့်ဗီဂရန်လည်းဆေးထိုးခံထားရတဲ့ရှီလာကိုအတင်းဆိုမင်းနေတာကြောင့်ဗီဂရန်ကိုအပြင်ထိုးခဲ့လိုက်ပါတယ်။ဒီလိုနဲ့ဗီဂရန်စီးပေါက်ခဲ့တာကိုအထက်ရာရှိကတီသွားတာကြောင့်ဗီဂရန်ကိုစူပူနေခဲ့ပါတယ်။အီဘရာဟင်ကလည်းရှီလာရဲ့ကားအပြကိုစစ်ဆေးခဲ့ပေမဲ့ အဆိုပါနေ့ကပရီတီနဲ့အတူတွေ့ခဲ့တဲ့ကားကရှီလာရဲ့ကားနဲ့မတူကြောင်ပြောလာခဲ့ပါတယ်။မကြခင်မှာပဲရှီလာပြောတဲ့စာတွေကနေရာမှာအလောင်းတစ်ခုကိုရှာပွေတွေ့ရှိခဲ့တာကြောင့်ဗီဂရန်တယောက်ဒေါသတကြီးနဲ့ရှီလာစီကိုတွားရောက်ပြီးရှာတွေ့ထားတဲ့အလောင်းကနေဟာရဲ့အလောင်းလားပရီတီရဲ့အလောင်းလားလို့မေးနေခဲ့ပါလေ။ရှီလာကလည်းသူမကဘာမှမသိကြောင်းသာပြောနေခဲ့ပါလေ။အဲ့နောက်မှာတော့ရှီလာစီကအဖြေထွက်လာအောင်ဗီဂရန်တယောက်ရှီလာကိုနှိပ်စက်ပြီးမေးနေခဲ့တဲ့အချိန် မူကင်းဌာနကနေစစ်ဆေးချက်ထွက်လာခဲ့ပါတယ်။ရှာပွေတွေ့ရှိခဲ့တဲ့အလောင်းဟာပရီသီရဲ့အလောင်းပဲဖြစ်နေခဲ့ပြီးအဲ့ဒီအပြင်ပရီသီရဲ့အလောင်းပေါ်မှာလူလေးယောက်ရဲ့ DNA တွေကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။အဆိုပါလေးယောက်ကတော့ပရီသီရဲ့ချစ်သူပရီသီရဲ့အဖေပရီသီရဲ့မိဘမဲ့ဂေဟာကကြောက်ဦးကြီးနဲ့နောက်ဆုံးတဦးရဲ့ DNA တွေကတော့ဘယ်သူမှမသိပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဖေဂရန်ကအဆိုပါလူ၃ယောက်ကိုဖမ်းဆီးပြီးစစ်ဆေးခဲ့ပေမဲ့ဘသူစီကမှအဖြေမထွက်လာပဲဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့မိဘမဲ့ဂေဟာကကျောင်းအုပ်ကြီးကိုစစ်ဆေးရင်တဏှာဖြစ်ပွဲရာလူတယောက်ထတ်တိုးလာခဲ့ပါတယ်။ပြီးသည်မိဘမဲ့ဂေဟာမှနေတော့ကသူမနဲ့အလွန်ရင်းနှီးတဲ့တငယ်ချင်းကောင်းမလေးရှိခဲ့ကြောင်းနဲ့သူတို့နှစ်ယောက်ကိုမိသားစုတစုကမွေးစားဖို့လုပ်ခဲ့ကြပြီမဲ့အကြောင်းတစ်ခုကြောင့်ပြီးသည်ကိုပဲမွေးစားခဲ့လိုက်ပါတယ်။ကြံခဲ့တဲ့ကောင်းမလေးကတော့ရိုဟိရဲ့မိမဖြစ်သူစပနာပဲဖြစ်နေခဲ့ပါတယ်။အဲ့နောက်စပနာအရင်တခါကဗီဂရန်ကပြီးသည်ကိုတိလာလို့မေးမြန်းခဲ့တဲ့အခါသူမကမတည်ဘူးလို့ပြောခဲ့တာကြောင့် ေကရန်ကလည်းအရင်တစ်ခေါက်ကတိလာမေးတော့ဘာကြောင့်မတိဘူးလို့ပြောခဲ့တာလဲလို့မေးခဲ့တဲ့အခါသူမကလည်းတေဆုံးသွားတဲ့ကောင်မလေးဟာသူနဲ့တည်းတဲ့ပရီတီလို့မထင်ပဲတခြားပရီတီလို့ပဲထင်ခဲ့တာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။အဲ့နောက်မှာတော့စပနာရဲ့ဒီယန်နေနဲ့ပရီတီရဲ့ကိုဘောကအဖြေရှာမရတဲ့ဒီယန်နေနဲ့စစ်ဆေးကြည့်ခဲ့တဲ့အခါမတူတာကိုတွေ့မြင်ခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ကောင်မလေးတယောက်ကဗီဂရန်တို့ကိုတည်င်းလာပေးခဲ့ပါတယ်။မကြခင်ကသူမကဝေးပြေးလာမောပုံမှာရှိနေတော့ လူတယောက်ကိုတွေးခဲ့ပြီးအဆိုပါလူက "तू မကားနာကိုကတ်လာကကားမှန်ကိုခြာခိုင်းခဲ့တာကြောင့် तू မလည်းကြောက်လန့်ပြီးမောင်းပြေးလာတယ်"လို့ပြောခဲ့လိုက်ပါတယ်။ဖေကရန်ကလည်းကားရောင်ကိုမေးခဲ့တဲ့အခါအဆိုပါမိန်းကလေးကလည်းအဖြူရောင်လို့ပြောခဲ့လိုက်ပြီး "तू မမြင်ခဲ့တဲ့လူရဲ့ပုံမှန်သဏ္ဍာန်ကိုပုံသူဆွဲခိုင်းခဲ့လိုက်ပါတယ်"ဒီလိုနဲ့ဖေကရန်ဟာအဝေးပြေးလမ်းမပေါ်က CETP ကိုစစ်ဆေးပေမဲ့အဆိုပါမိန်းကလေးပြောတဲ့ကားကိုရှာမတွေ့ဘဲဖြစ်နေခဲ့ပါတယ်။ဒါဟာပီဒီရဲ့ဖြစ်စဉ်နဲ့တူညီနေခဲ့ပြီး ဗီဂရန်တယောက်အရာတခုကိုသတိထားမိခဲ့လိုက်ပါတယ်။ပီတီရဲ့အမှုဖြစ်ခဲ့တဲ့မှတ်တမ်းမှာရောအခု CCTV မှတ်တမ်းမှာရောတူညီရဲ့ထရက်ကားကိုတွေ့ခဲ့ပြီးထူကြတာကအဆိုပါကားဟာအိဗရာဟင်ပီတီကိုတွေ့ခဲ့တဲ့နိုင်ဝက်အကြမှာရောက်လာခဲ့တာဖြစ်ကြောင်းသိရှိခဲ့လိုက်ရပါတယ်။ဒီလိုနဲ့ကောင်းမလေးပြောပြတဲ့ပုံကျမ်းတွေကပုံစံနဲ့ထရက်ကားမောင်းတဲ့လူရဲ့ပုံစံဆင်တူနေတာကြောင့်သူတို့လုံးဝရှာမတွေ့သေးတဲ့ကားဟာထရက်ကားရဲ့မှာပဲဖြစ်ရမယ်လို့တည်သွားခဲ့ကြပါတယ်။ အဆိုပါလူရဲ့ပုံကို CCTV ကနေဇုံးဆွဲပြီးကြည့်ခဲ့ပြီးမယ်အဆိုပါလူဟာအုတ်ထုံးတဲ့နေကမျက်မှန်ကိုတတ်ထားပြီးမျက်နှာဟာအမောင်ပဲချမ်းကိုရောက်နေခဲ့တာကြောင့်တကယ်ကိုယ်ခွဲမမြင်ရပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ Vigran ဟာအဆိုပါလူရဲ့ဓာတ်ပုံနဲ့တိုက်ပြီးပူကင်းမှတ်တမ်းတွေကိုရှာဖွေခဲ့ပါတယ်မကြခင်မှာပဲအရှိကရောက်ရှိလာခဲ့ပြီး Vigran ကိုမကူညီပဲရန်စနေရာကြောင့် Vigran နဲ့အရှိတို့အဆိုပါနေရာမှာပဲထိုးကျိတ်ကြပါတော့တယ်အဲ့ဒီနောက် Vigran ကသူ့ရဲ့ဖုန်းကိုကောက်ကင်လိုက်ပြီး တန်တရားရှိသူရဲ့ပုံကိုဇပွဲဘော်ကိုတင်ပြီးခက်လန်းလန်းကနေကြီးလိုက်ခဲ့တဲ့အခါတခါကဣဗရာဟင်စီကိုတွားရောက်စစ်ဆေးတော့ကဣဗရာဟင်ဆိုင်ငယ်ဝင်းပြင်းနဲ့ဝက်ရှော့ဆိုင်ကလူဖြစ်နေခဲ့တာကိုတတိထားမိခဲ့လိုက်ပါတယ်ဒီလိုနဲ့ဆိုင်ငယ်ဝက်ရှော့ဆိုင်ကိုလိုက်သွားခဲ့တဲ့အခါဆိုင်ကပိတ်ထားခဲ့ပြီးဆိုင်မေးကလူတယောက်ကိုမေးကြည့်ခဲ့တဲ့အခါမှာတော့ဝက်ရှော့ဆိုင်ပိုင်ရှင်ကလွန်ခဲ့တဲ့ရက်ပိုင်းကပျောက်နေခဲ့တာဖြစ်ကြောင်းနဲ့သူ့အိမ်ကိုတိလာလို့မေးခဲ့တဲ့အခါဣဗရာဟင်ကတိရလို့ပြောခဲ့တာကြောင့်ဣဗရာဟင်အိမ်ကိုလိုက်သွားခဲ့ပါတယ်ဣဗရာဟင်ရဲ့အိမ်ကိုရောက်တော့ ဣဗြဟင်ကိုဝင်းခေါ်ပြီးဆိုင်ငယ်ဝက်ရှော့ဆိုင်ကလူရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်။အိမ်ကိုရောက်တော့သူတို့လုံးဝရှာမတွေ့တဲ့ကားအပြာရောင်ကိုတွေ့ရှိခဲ့ပြီးအိမ်ထဲကိုဝင်ရောက်စစ်ဆေးခဲ့တဲ့အခါမှာတော့နေဟရဲ့အိမ်ထဲမှာရခဲ့တဲ့ရေမွေးနှံကိုရခဲ့တာကြောင့်သူတို့ရှာဖွေနေတဲ့နောက်ဆုံးတရားခံကိုတွေ့ရှိခဲ့ကြပါတယ်။ခဏအကြာမှာတော့ဝက်ရှော့ဆရာကဖီဂရန်တို့ကိုတလက်နဲ့ပြစ်ပြီးထွက်သွားခဲ့တာကြောင့်ဖီဂရန်ဟာလည်းဟိုက်လန်ဖမ်းဆီးခဲ့ပါတယ်။ဝက်ရှော့ဆရာနဲ့ဖီဂရန်တို့တိုက်ခိုက်နေခဲ့ကြပြီး ဝက်ရှော့ဆရာကအီဗရာဟင်းကိုတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်အီဗရာဟင်းလည်းအဆိုပါနေရာမှာပဲတည်ဆုံးသွားခဲ့ရပါတယ်ဖီဂရန်ကိုလည်းတနက်နေ့ပြစ်ခတ်တော့မယ့်အချိန်မှာပဲအာရှေကရောက်ရှိလာခဲ့ပြီးဝက်ရှော့ဆရာကိုတနက်နေ့ပြစ်ခတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဝက်ရှော့ဆရာကိုစစ်မေးခဲ့တဲ့အခါလီဟာကိုအိမ်တအိမ်မှာဖမ်းဆီးထားခဲ့တာဖြစ်ပြီးသူ့ကိုလူတယောက်ကခိုင်းစေခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဝက်ရှော့ဆရာပြောတဲ့အိမ်ကိုရောက်သွားခဲ့တဲ့အခါမြင်လာရတဲ့လူကတော့ရိုဟွေပဲဖြစ်နေခဲ့ပါတယ် ဒီဖြစ်ပျက်တွေရဲ့နောက်ကွယ်မှာရိုဟဲရှိနေတယ်ဆိုတာကိုတီးလဲလိုက်ရပြီးရိုဟဲကတနတ်ကိုကောက်ခံလိုက်တဲ့အချိန်မှာပဲဖီဂရန်ကသူ့ရဲ့အခြေဆုံးတင်ငယ်ချင်းဖြစ်သူကိုပြစ်တက်ခဲလိုက်ရပါတယ်ရိုဟဲရဲ့အိမ်ပေါ်ကိုတက်ကြည့်ခဲ့တဲ့အခါချုံနောက်ထားတဲ့နေဟာကိုတွေးခဲ့ပြီးနောက်ဆုံးမှနေဟာကိုကယ်တင်နိုင်ခဲ့ပါတယ်အဲ့နောက်မှာတော့စပနာကအဖြစ်ပျက်တွေအားလုံးကိုပြောပြခဲ့ပါတယ်ငယ်စဉ်ကတည်းကသူမဟာပရီဒီနဲ့အလုံးကိုချစ်ခင်တဲ့တင်ငယ်ချင်းတွေဖြစ်ပြီးအတန်လေးနဲ့နဲ့ရလာတော့ စပနာကပရီတီကိုတငယ်ကြီးဆက်ပို့တဲ့တန်ရောစင်ကြီးဖြစ်လာခဲ့ပါတယ်။ဒီเจ้าမေကိုတီးသွားတဲ့မိဘဘက်ခေဟာကเจ้าအောင်ကြီးကပရီတီနဲ့စပနာတို့ကိုအတူမနေခိုင်းမဲ့ခွဲနေခိုင်းခဲ့ပါတယ်။တည့်ရက်မှာတော့ပရီတီကိုမိသားစုစစုကခေါ်ယူမွေးစားခဲ့ရာကြောင့်စပနာတယောက်ထဲကြံခဲ့ပြီးတယောက်တည်းဝမ်းနေနေခဲ့ရပါတယ်။ဒီလိုနဲ့အသက်ကြီးလာတော့ရိုဟင်းနဲ့တွေ့ဆုံခဲ့ပြီးသူမအပေါ်ကိုခယူးဆိုင်ပြီးချစ်တတ်တဲ့ရိုဟင်းကိုလက်ဆက်ခဲ့လိုက်ပါတယ်။ ဒီလိုနဲ့တရက်မှာကလပ်တစ်ခုမှာရှီလာနဲ့အတူ ပရီတီကိုအမတ်မထင်တွေ့ဆုံခဲ့ပြီးပရီတီကိုတွားရောက်နှုတ်ဆက်ခဲ့လိုက်ပါတယ်ပရီတီနဲ့ဆပ်ပနာတို့အချိန်တော်ကြာမှပြန်လည်တွေ့ဆုံခဲ့ကြပြီးပရီတီပေါ်ထားတဲ့တန်ရောစင်တွေကကြံရှိနေသေးပေမဲ့ပရီတီကတော့ဆပ်ပနာအပေါ်မှာငယ်ဘွားကကလေးတန်ရောစင်နဲ့ပို့ပြီးမရှိချောင်းပြောခဲ့ပါတယ်ဆပ်ပနာကပရီတီရဲ့ပေါ်ထားတဲ့အချစ်တွေကိုပြောပြပေမဲ့ပရီတီကတော့ငြင်းခဲ့လိုက်ပါတယ်အဲ့နောက်မှာတော့ပရီတီစီကငြင်းခံလိုက်ရတဲ့အခါမှာတော့ဆပ်ပနာလည်း သူဆိုင်ငယ်ပြင်နေကြဆိုင်ကဝက်ရှော့ဆရာကိုပတ်စံပေးပြီးပရီသီကိုပြန်ပေးဆွဲခဲ့လိုက်ပါတယ်။ပရီသီနိုးလာခဲ့တဲ့အချိန်မှာအယူတပိုင်းလိုဖြစ်နေတဲ့စပနာကိုတွေးခဲ့ပြီးပရီသီလည်းကြောက်လန့်ပြီးထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်။စပနာကလည်းပရီသီကိုတားပြီးမှမရတာကြောင့်မထင်မှတ်ပဲပရီသီကိုတတ်မိသွားခဲ့ပါတယ်။မကြခင်မှာရိုဟင်ရောက်ရှိလာခဲ့ပြီးပရီသီရဲ့အလောင်းနဲ့အတူစပနာကိုတွေ့ရာကြောင့်ရိုဟင်လည်းထိတ်လန့်သွားခဲ့ပါတယ်။ရိုဟင်ကစပနာကိုချစ်တာကြောင့်ပရီသီရဲ့အလောင်းကိုဖျောက်ပေးခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့နေဟာက ပီတိရဲ့အမှုကိုကင်ွယ်ခဲ့ပြီးရရှိထားတဲ့သဲလုံစားတွေကလည်းတစ်စစ်တရားခံကိုဖမ်းမိတော့မှာကိုရိုဟစ်တယောက်တည်သွားခဲ့ပါတယ်ဒီလိုနဲ့ရိုဟစ်ကတက်တဲ့ရွေကိုဖျောက်ပြီးဝက်ရှော့ဆရာကိုခိုင်းစေကနေဟာကိုဖမ်းဆီးခိုင်းခဲ့လိုက်ပါတယ်သူတို့လီမယားဟာနိုင်ငံသားကိုထွက်ပြေးဖို့လုခဲ့ကြပြီမဲ့ရိုဟစ်ရဲ့အမိကျမ်းမာရေးအခြေအနေကြောင့်ထွက်သွားလို့မရပဲဖြစ်နေခဲ့ပါတယ်ဒီကြားထဲမှာအမှုကိုကြောင်အောင်လုပ်ပြီးရှီလာရဲ့စာကိုတွေ့ခဲ့တဲ့အခါရှီလာစာထဲမှာရေးထားတဲ့နေရာမှာအလောင်းကိုရွှေ့ခဲ့လိုက်ပြီးဖီဂရန်အချက်ရအောင်ပရီတိရဲ့အလောင်းပေါ်မှာ ပီတိရဲ့အဖေ DNA ပီတိရဲ့ရည်သား DNA နေနဲ့မိဘမဲ့ကီယာကအเจ้าအုပ်ကြီးရဲ့ DNA တို့ကိုထားခဲ့ရဖြစ်ပါတယ်။အเจ้าစုပ်ကိုတီးလိုက်ရတဲ့ဖေဂရန်ဟာရိုဟစ်ကိုကောင်းကောင်းမွန်မွန်တကြိုခဲလိုက်ပြီးရိုဟစ်နောက်ဆုံးရေးထားခဲ့တဲ့စာကိုတွေးလိုက်ခဲ့ပါတယ်။စာထဲမှာမင်းရဲ့အရေးချင်းနဲ့မကြခင်မှာငါ့ကိုဖော်ထုတ်နိုင်မယ်ဆိုတာငါသိပါတယ်။မကြခင်မှာမင်းငါ့စီကိုရောက်လာရင်မင်းကိုငါကတနတ်နဲ့ချိန်ရလိမ့်မယ်။ဒါပေမဲ့ငါရဲ့တနတ်ထဲမှာကြီးစံတော့ထည့်မထားပါဘူး။ မင်းရဲ့ကြည်စံကပဲငါ့ကိုခုံရှိရှိနဲ့တင်းနိုင်အောင်လှုပ်ပေးမှာမင်းနဲ့အလုံးလုံးရတာပြောဖို့ကောင်းပါတယ်မင်းရဲ့ထာရတ်တငယ်ချင်းရိုဟစ်ဆိုပြီးရေးသားထားခဲ့ပါတယ်အဆိုပါအစာကိုမိဘမဲ့ဂေဟာမှနေဟာကိုပြခဲ့ပြီးဖီဂရန်တရဝန်းနေနေခဲ့ပါတယ်ဒီလိုနဲ့အင်ကိုပြန်ဖို့ကားပေါ်ကိုတက်ဖို့လုံနေတဲ့ဖီဂရန်ကိုစနိုက်ပါတယောက်ကသူ့ကိုတနက်နဲ့ချိန်ထားခဲ့ပြီးပြစ်ဖို့လုံပေမဲ့ကံကောင်းစွာနဲ့ပဲဖီဂရန်ဟာတနက်မမှန်ပဲကားတကားကိုမှန်သွားခဲ့တာကြောင့် ဖီဂရန်လည်းအသက်ဘေးကနေလွမြောက်ပြီးဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်။ယခုကျွန်တော်တင်ဆက်သွားတဲ့ဇလန်းလေးကိုစိုင်းနေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပြီးနောက်တဲ့ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။